တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းမှဒီကနေ့အော်တိုဘားလ17ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မလေးရှားနိုင်ငံကြားရေးဝန်ကြီးရဲ့နေပြည်တော်ခီးစင်မှာပြောဆိုခဲ့မှုတွေကိုအသေးစိတ်ထုတ်ပြန်လိုက်တဲ့အတွက်မြန်မာစစ်တပ်ရဲ့လိန်လေတရင်ထုတ်ပြန်မှုထင်ရှားပေါ်ပေါက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံကြားရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခရီးစဉ်မှာပြောဆိုခဲ့မှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်သတင်းထုတ်ပြန်လိုက်တဲ့အတွက်မြန်မာစစ်တပ်ရဲ့လိန်လေသတင်းထုတ်ပြန်မှုထင်ရှားပေါ်ပေါက်သွားခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်မှုကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပူးပေါင်းဆောင်ရွက်မယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမပြောခဲ့ဘဲစစ်တပ်ကလိန်လေထုတ်ပြန်ခဲ့မှုမှာမလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ယမန်နေ့သတင်းထုတ်ပြန်မှုကြောင့်အဖြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ လေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကအော်တိုဘားလ9ရက်နေ့မှာနေချင်းပြန်နေပြည်တော်ကိုတောရောက်ခဲ့ပြီးရင်းတို့လာရောက်တဲ့အပေါ်စစ်တပ်ကလိန်လေတရင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်စစ်တပ်ရဲ့လိန်လေတရင်ထုတ်ပြန်မှုမှာမလေးရှားနိုင်ငံသားဝန်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုတွေကိုတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲလေးလာဆောင်ကြည်အဖွဲ့တွေကိုလည်းဆစ်လွတ်ပေးသွားမယ်လို့လိန်လည်းဖော်ပြခဲ့ပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ယမန်နေ့သတင်းထုတ်ပြန်ချက်မှာတော့ရွေးကောက်ပွဲဟာဒီမိုကရေစီအတွက်အထူးအရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ကြောင်းရွေးကောက်ပွဲကိုလွတ်လပ်မျှတတဲ့ပွင့်လင်းမြတ်တာယုံကြည်ရတဲ့လုပ်ငန်းစဉ်များနဲ့ဆောင်ရွက်ရမှာဖြစ်ကြောင်းမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်မှုဖြင့်သာကျင်းပတင်ကြောင်းမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ ဒါအပြင်ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များဆီလွတ်ရန်စစ်တပ်ကအာဆီယံနိုင်ငံများကိုဖိတ်ကြားမှုနဲ့ပတ်သက်၍မှတ်သားထားပြီးယင်းအရေးကိစ္စကိုလာမဲ့48ကြိမ်မြောက် အာဆီယံအစည်းအဝေးမှာဆွေးနွေးဆုံးဖြတ်မှာဖြစ်ကြောင်းမလေးရှားနိုင်ငံအတွက်ကိုတော့ရွေးကောက်ပွဲလေးလာစောင့်ကြည့်ဖိတ်ကြားမှုကိုမလေးရှားရွေးကောက်ပွဲကော်မရှင်ကိုအသိပေးလိုက်ပြီးဖြစ်ကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်မလေးရှားနိုင်ငံသားဝန်ကြီးကမင်းအွန်လိုင်းအပအဝင်စစ်တပ်ကောင်းဆောင်များနဲ့တွေ့ဆုံစင်မှာ အာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်အကြံဖတ်မှုများရပ်တန့်ရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများခွင့်ပြုပေးရန်အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလုပ်ရန်ထပ်မံအလေးပေးပြောဆိုခဲ့ပါတယ်။ဒါအပြင်အရက်သားများနဲ့အရက်ဖက်အဆောင်များအပေါ်အကြံဖတ်မှုများကိုရပ်တန့်ဖို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကမြန်မာစစ်တပ်ခေါင်းဆောင်တွေကိုအလေးပေးပြောဆိုခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့လောင်လုံးမြို့အနီးမှာရှိတဲ့ကြေးရွာများမှာ ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးရန်လာရောက်တဲ့စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးသူများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံးမြို့အနီးမှာရှိတဲ့ကျေးရွာများမှာပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရန်လာရောက်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားကြောင်းဒေတာရင်းစီရီသတင်းရင့်မြစ်ကပြောဆိုပါရတယ်။ယမန်နေ့အော်တိုဘာလ10ရက်နေ့မနက်09:00ခန့်မှာလောင်းလုံးမြို့အနီးမှာရှိတဲ့ကျေးရွာများမှာ ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့စစ်ကြောင်းနှစ်ကြောင်းခွဲ၍လာရောက်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူများပြားပြီးသေဆုံးသူတွေကိုကားသုံးစီးနဲ့လောင်လုံးမြို့ပေါ်ကိုပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်းအဲဒီနောက်လောင်လုံးမြို့မှာလည်းစစ်တပ်ကတနက်တွေနဲ့ပစ်ဖောက်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေကစစ်ကြောင်းနှစ်ကြောင်းအင်အား60လောက်နဲ့ လောင်းလုံးမြို့ပေါ်ကနေထွက်လာပြီးမြို့နားကကြေးရွာတွေကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတာကိုပိတ်ဆို့တိုက်ခိုက်ခဲ့တာပါစစ်ခွေးစစ်ကြောင်းကရွာထဲကိုတော့မရောက်လိုက်ဘူးအထီးခိုက်များပြီးပြန်လဲဆုတ်ခွာသွားတယ်တိတ်ဆုံးသူလည်းတော်တော်များတယ်လို့ဒေတာရင်းစီရီတရင်ရင့်မြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဒဝဲခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကအတည်ပြုပြောဆိုပေးမယ်လဲတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့မကြခင်ထုတ်ပြန်မှဖြစ်ကြောင်းပြောဆိုပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ရင်တန်းလုံခြုံရေးအတွက်ကင်းယူပေးရန်ထွက်လာတဲ့စစ်သားတွေကိုဝန်းရောက်တိုက်ခိုက်မှုအလောင်း၃လောင်းနဲ့တနက်၃လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရင်တန်းကိုလုံခြုံရေးအတွက်ကင်းယူပေးဖို့ထွက်လာတဲ့စစ်သားတွေကိုဝန်းရောက်တိုက်ခိုက်ရမှာအလောင်း၃လောင်းနဲ့တနက်၃လက်သိမ်းဆည်းရရှိခဲ့တယ်လို့ချောင်းဦး People's Defense Force ကပြောဆိုပါတယ်။ ယမန်နေ့အော်တိုဘားလ10ရက်နေ့မနက်9:30မိနစ်ခန့်မှာမုံရွာမန္တလေးလမ်းပိုက်မှာအကြမ်းဖက်စစ်တပ်ရင်တန်းလုံခြုံရေးအတွက်ကင်းယူပေးရန်ထွက်လာတဲ့စစ်သား၄ဦးကိုချောင်းဦးမြို့တန်လွင်မြန်မာစီဆိုင်အနီးမှာတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်သားအလောင်း၃လောင်းစိုက်ကယ်၄စီး B63 တနတ်တုံးလက်ကုမမကြီး494တောင်း7.62ကြီး652တောင်းကြီးကအုတ်ထုပ်၃လောင်း PA63 ကြည်ပေါက်10ခု PA94 ကြည်ပေါက်3ခုလက်ပစ်ပုံတစ်လုံးနဲ့လက်ကင်ဖုန်း၄လုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုချောင်းမြွနဲ့ပကဖတိုက်ခိုက်ရေးတပ် CSU PDF နဲ့ Special Forces 11 LPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လှန်ရေးပေါ်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အချမ်းပတ်စစ်တပ်အခြေစိုက်ရာနေပြည်တော်မှာစစ်စင်ရေးအရှိန်အဟုန်တိုးမြင့်နိုင်ဖို့ ဗျူဟာ19ကိုဖွဲ့စည်းခဲ့တယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာစစ်စင်ရင်းများအရှိန်အဟုန်နဲ့တုံးမြင့်ဆောင်ရွက်နိုင်ရေးအတွက်ဗျူဟာအမှတ်19ကိုဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်းနေပြည်တော်တိုင်းကွက်ကေးရင်မှုဗိုလ်လက်ကြာကပြောကြားပါတယ်။အော်တိုဘာလ9ရက်နေ့မနက်ပိုင်းနေပြည်တော်အနီးစစ်တောင်းမြဝန်ဒေသနေပြည်တော်တိုင်းစစ်ဌာနစည်ရေးလှုပ်ရှားမှုစုမှုနယ်မြေမှာအမျိုးသားညညရဲ့အစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာနရဲ့ဗျူဟာအမှတ်19ကိုအခမ်းအနားနဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နေပြည်တော်စစ်စင်ရေးအရှိန်တိုးမြင့်ဆောင်ရွက်ဖို့ပါနေပြည်တော်တိုင်းစစ်ဌာနမှာစစ်ဗျူဟာ3ခုရှိပါတယ်။ဗျူဟာ3ခုကတော့ဗျူဟာ7ခွန်ဗျူဟာ7နဲ့အခုဖွဲ့စည်းလိုက်တဲ့ဗျူဟာ19ပါ။တဗျူဟာကိုတရင်၄ရင်းနဲ့ဖွဲ့ထားပြီးစစ်မျက်နှာ3ခုမှာစစ်စင်ရေးဆောင်ရွက်ဖို့ရှိပါတယ်။ပြည်ရင်တော့အထွေထွေထိုးစစ်မှာဟန်ချက်ညီညီပါဝင်ဆောင်ရွက်မှာပါလို့ နေပြည်တော်တိုင်းကုတ်ကဲရီဘူလက်ချာကပြောကြပါဗါးအစိုးပါပြူဟာစကုပ်ဖွဲ့စည်းခြင်းအခမ်းအနားကိုနေပြည်တော်တိုင်းစစ်တနတိုင်းစစ်စင်ရေးအရာရှိပြူဟာအမှတ်19မှာတာဝန်ရှိသူများပြူဟာ19ရဲ့လက်အောက်ခံတရင်များဖြစ်တဲ့တရင်836တရင်839တရင်838တရင်931တို့မှတရင်မူဒုတရင်မူများတရင်တာဝန်ရှိသူများနဲ့ရဲဘော်များတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်ကော်မရှင်ကပြစ်လို့တဲ့အတူအောင်ရွေးကောက်ပွဲကိုလည်း နီလန်မျိုးစုံနဲ့တာစီသွားမှာပါမိဘပြည်သူတွေဘက်ကလည်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုနီလန်မျိုးစုံနဲ့ဆန့်ကျင်သွားကြပါလို့တိုက်တွန်းကြပါတယ်လို့နေပြည်တော်တိုင်းကွတ်ကဲရင်မှုဘူလက်ချာကပြောဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကຫນွေဦးတော်လိုင်းရဲ့နောက်တဆင့်တက်ရန်နဲ့အထွေထွေထိုးစစ်ဆင်နွှဲဖို့တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင်တနိုင်ငံလုံးမှာရှိတဲ့တော်လိုင်းရေးတပ်များနဲ့အတူပြင်ဆင်မှုများလှုပ်ဆောင်ရရှိကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနှစ်ပတ်ကြာသည့်အထိမဲဆရင်ကြည့်သူမရှိတဲ့အတွက်ရက်ထက်တိုးရပြီးရွေးကောက်ပွဲရှိကြောင်းဆိုင်းဘုတ်တက်ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကော်မရှင်ကကျင်းပတဲ့အတုရောင်ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စရင်တွေကိုသက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှူးရုံးမှကတ်ထားရမှာနှစ်ပတ်ကြာသည့်အထိကြည့်ရှုသူမရှိတဲ့အတွက်တပတ်ထက်တိုးရပြီးရွေးကောက်ပွဲကျင်းပမယ့်အကြောင်းဆိုင်းဘုတ်တက်ကြေညာနေကြောင်းသိရှိရပါတယ်မဲဆန္ဒရှင်စရင်ကိုစက်တင်ဘာလ30ရက်နေ့မှာ အော်တိုဘားလ23ရက်နေ့ထိကတ်ထားပြီးနောက်မဲဆင်းစစ်ဆေးမဲ့သူမရှိတဲ့အတွက်အော်တိုဘားလ14ရက်နေ့မှ20ရက်နေ့ထိ9ရက်ထပ်မံတိုးမြှင့်ကတ်ထားမှာဖြစ်ကြောင်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။လက်ရှိမှာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်ကမြို့နယ်အနှံ့မှာရွေးကောက်ပွဲရှိကြောင်းကြေညာပြီးမဲပေးချဖို့စိုင်းပုံများစိုက်ထားတာကို တွေ့ရှိရပါတယ်။အဆိုပါမဲဆန္ဒရှင်စရင်ကြည့်ရှုပြီးမဲဆင်းအမိပါမပါအမိမှိုင်းဝဲမှုတိတ်ဆုံးသူများပါဝင်နေပါက ကန့်ကွက်ရမှာဖြစ်ပေမဲ့လည်းစစ်ကော်မရှင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲအတွက်မြည်သူမှကန့်ကွက်သူမရှိစိတ်ဝင်စားသူမရှိကြောင်းအများပြည်သူများထံကနေသိရှိရပါတယ်။ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာမဲဆင်းရင်မှန်ကန်ရေးကအရေးအကြီးဆုံးဖြစ်ပေမဲ့လည်းလက်ရှိစစ်ကော်မရှင်ကထုတ်ပြန်တဲ့မဲဆန္ဒရှင်စည်းရင်မှာအမှားရများဖြစ်ပေါ်နေကြောင်းရန်ကုန်မြို့ခံများထံကနေသိရှိရပါတယ်။ရက်ကွက်ထဲမဲဆင်းရင်ကြည့်ဖို့အွန်လိုင်းနဲ့ live ပြောတာတွေတွေ့ရတယ်။အရင်ရက်ကအုတ်ချုပ်ရင်းမှုယုံနာဖြစ်သွားလို့မဲဆင်းသွားကြည့်လိုက်တာ ၎င်းစီးရင်လာကောက်တဲ့အခြေခံမဲစင်းအတွက်ဆိုပြီးလူဦးရေစီးရင်လက်အိမ်မှာလာကောက်သွားတယ်။ဒါပေမဲ့မဲစင်းမှာနာမည်ပါမလာဘူး။ကတ်ထားတဲ့စာမျက်နှာတစ်ခုထဲမှာနာမည်ရင်းနှစ်ခုထပ်ပါနေတာတွေ့ရတယ်။တည်တဲ့သူတွေလည်းပါနဲ့ကပောက်တိကပောက်ချပဲလို့ဗပေးတဲ့မြို့နယ်မှာရှိတဲ့အမျိုးသားတအုပ်က ARR time ကိုပြောပါတယ်။အဲ့ဒီလိုမဲစနားရှင်စီးရင်မှာအမိစီးရင်မပါဝင်ပေမဲ့လည်းပုံစံသုံးတဲ့ဖောင်ဖြည့်ရမယ့်အမိစရင်တင်သွင်းပေးရန်တောင်းဆိုချက်ပြုလို့မှမဟုတ်ကြောင်း၎င်းကဆက်လက်ပြောကြပါဗျ။ ရန်ကုန်မြို့ကြီးနဲ့မန္တလေးမြို့ကြီးများမှာရှိတဲ့အများပြည်သူတွေအားလဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမရှိဘဲမဲစရင်ကြည့်ရှုစစ်ဆေးမှုများမရှိကြောင်းရင်းမြုပ်ခံများထံကနေသိရှိရပါတယ်အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆန္ဒမဲပေးနိုင်ရန်ရွေးကောက်ပွဲကြီးညာချက်အသိပညာပေးမည်ဆိုင်ဆိုင်ဖို့တွေးကိုနေပြည်တော်မှာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကအခမ်းအနားနဲ့ပြုလုပ်ကြောင်းစစ်ကော်မရှင်ဝါရဖြန့်သတင်းစာများမှာဖော်ပြထားပါတယ်စစ်ကော်မရှင်ဟာ၎င်းတို့အတူရောင်ရွေးကောက်ပွဲအပိုင်း1ကို လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမှာဖြစ်ကြောင်းကြေညာထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့2025ငြိမ်းချမ်းရေးနိုဘယ်ဆု Venezuela Democracy ခေါင်းဆောင် Miss Machado ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်2025ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကို Venezuela နိုင်ငံက Democracy အရေးကြိုးပမ်းခဲ့တဲ့ Mrs. Maria Corina Machado ကိုရွေးချယ်ပေးအပ်လိုက်တယ်လို့ Norway Nobel ဆုရွေးချယ်ရေးကော်မတီကယမန်နေ့အော်တိုဘားလ6ရက်နေ့မှာကြေညာပါတယ် ဒီနေ့အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ရေစွမ်းတက်တီရှိပြီးငြိမ်းချမ်းရေးအတွက်တန်ဓိဋ္ဌံခိုင်မာစွာယက်တီပေးခဲ့သူတယောက်ကိုချီးမြှင့်လိုက်တယ်။တပြေးပြေးကြီးစိုးလာတဲ့အမောင်တူကြားကဒီမိုကရေစီမီရှုတဆောင်ကိုမငြိမ်းသိအောင်ထိမ့်သိမ်းပေးထားတဲ့အမျိုးသမီးတယောက်ဖြစ်တယ်။ဗင်နီဇွဲလာပြည်သူတွေရဲ့ဒီမိုကရေစီအခွင့်အရေးရရှိဖို့နဲ့အနာရှင်စနစ်ကနေဒီမိုကရေစီစနစ်စီကိုတရားမျှတပြီးငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ဖို့အတွက်မမောမပန်ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကြောင့် ဒီစုကိုစွခူးတာဖြစ်တယ်လို့စုရွေးချယ်ရေးအဖွဲ့ကပြောပါတယ်။ဗင်နီဇွဲလားဒီမိုကရေစီလှုပ်ရှားမှုရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့မစ္စစ် မာချာဒိုဟာမကြာသေးမီနှစ်တည်းအတွင်းလက်တင်အမေရိကမှာလူမှုရေးစွမ်းတက်တိကိုပြသနိုင်ခဲ့တဲ့အထူးခြားဆုံးပုဂ္ဂိုလ်တွေကတယောက်ဖြစ်ပါတယ်။သူဟာတချိန်ကအစိမ့်စိမ့်အမွန်မွန်ဖြစ်ခဲ့တဲ့နိုင်ငံရေးအတိုက်ခံတွေကိုစီးလုံးညီညွတ်စေခဲ့တဲ့အထူးကကြတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။မစ္စစ်မာချာဒိုဟာနိုဘယ်ဆုရဲ့ဖခင်ကြီး Alfred Nobel ရဲ့တည်ရင်စာမှာပါတဲ့ငြိမ်းချမ်းရေးဆုရှင်ရွေးချယ်ဖို့တတ်မှတ်ချက်၃ခုလုံးနဲ့ကိုက်ညီနေပါတယ်။သူဟာသူ့နိုင်ငံရဲ့အတိုက်ခံတွေကိုစီးလုံးညီညွတ်အောင်စူးစီးပေးခဲ့တယ်။ဗင်နီဇွဲလာလူ့အဖွဲ့အစည်းစစ်အာဏာရှင်စနစ်အောက်ကြားရောက်မှကိုပယ်တော့ခါမှမရိပ်မယိုင်မစုံမနစ်စန့်ကျင်ခဲ့တယ်။ဒီမိုကရေစီစနစ်စီကိုငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးအတွက်လဲခိုင်ခိုင်မာမာယက်တည်ခဲ့တယ်။သူဟာဒီမိုကရေစီရဲ့လက်နက်ကရိယာတွေဟာငြိမ်းချမ်းရေးရဲ့လက်နက်ကရိယာတွေပဲဖြစ်တယ်ဆိုတာကိုတည်တည်ပြခဲ့ပါတယ်။ တူဟာနိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးတွေကာကွယ်စောင့်ရှောက်ခံရပြီးသူတို့ရဲ့အတန်တွေကိုနားထောင်တဲ့မတူညီတဲ့အနာခက်တစ်ခုဆိုတဲ့မျှော်လင့်ချက်ကိုကိုးစားပြုနေတယ်လို့စုပေးတဲ့အဖွဲ့ကပြောပါတယ်။ဗီနီဇွဲလာအစိုးရရဲ့အာဏာကိုတင်းတင်းဆုပ်ကိုင်ထားမှုနဲ့ပြည်သူတွေကိုဖိနှိပ်မှုဟာကမ္ဘာပေါ်မှာတစ်ခုတည်းမဟုတ်ပါဘူး။ဒီလိုဖြစ်စဉ်မျိုးတွေကိုကမ္ဘာတဝန်းမှာလည်းတွေ့မြင်နေရပါတယ်။တရားဥပဒေစိုးမိုးမှုကိုအာဏာရှိသူတွေကအလွဲသုံးစားလုပ်တယ်၊လွတ်လပ်တဲ့မီဒီယာတွေကိုနှုတ်ပိတ်တယ် ်ဝေဖန်သူတွေကိုထောင်ချတယ်လူအဖွဲ့စည်းတွေကိုအာဏာရှင်စနစ်နဲ့စစ်အုပ်ချုပ်ရေးစီကိုတွန်းပို့နေကြပါတယ်2024ခုနှစ်မှာအရင်ကထက်ပုံများတဲ့ရွေးကောက်ပွဲတွေကျင်းပခဲ့ပေမဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကတော့ပုံပြီးနေပါလာတယ်လို့ Nobel Committee ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်အာဏာရှင်အုပ်စိုးတဲ့ဗင်နီဇွဲလားနိုင်ငံမှာ Mrs. Machado ဟာဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖွဲ့စည်းထားတဲ့ Summit အဖွဲ့ကိုတည်ထောင်သူဖြစ်ပြီးလွန်ခဲ့တဲ့20ကျော်ကတည်းက လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအတွက်ယက်တီခဲ့သူလည်းဖြစ်ပါတယ်။ဒါ့အပြင်2024ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်မှာအတိုက်ခံတမရလောင်းဖြစ်ခဲ့ပေမဲ့အာနာရှင်အစိုးရကသူ့ကိုရှင်ပြန်ခွင့်ပိတ်ပင်ခဲ့တာကြောင့်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်မင်းယုံစောင့်ကြည့်သူတွေအဖြစ်ပူးပေါင်းပါဝင်ခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့ဒရင်ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့ဒရင်များနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ